တောင်ကိုရီးယားနဲ့အမေရိကန်ကြားနျူကလ িয়ার ဆွမ်းအင်သုံးရှင်ငုံသင်းမော်တွေတိစောက်ဖို့သဘောတူညီချက်ရရှိခဲ့တာဟာနျူကလ িয়ার ဒိုမီနိုအဖက်ဖြစ်စေလိမ့်မယ်လို့မြောက်ကိုရီးယားကနိုဝင်ဘာ17ရက်မှာပြောကြားခဲ့ကြောင်း DW သတင်းကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကတောင်ကိုရီးယားသမ္မတလီချေမြောင်ကနျူကလ িয়ার ဆွမ်းအင်သုံးရှင်ငုံသင်းမော်တွေထုတ်လုပ်ရေးအပါအဝင်အမေရိကန်နဲ့လုံခြုံရေးကုန်သွယ်ရေးသဘောတူညီမှုရရှိကြောင်းကြေညာခဲ့တာပါ။ န်ကိုရီးယားဟာယူရေနီယံတန့်စီရင်အတုံးပြူပြီးလောင်စာတွေကိုပြန်လည်ထုတ်လုပ်ရေးတို့နဲ့ပတ်သက်ပြီးမိမိတို့ရဲ့လုတ်ပိုင်ခွင့်ကိုချဲ့ထွင်ရေးအတွက်အမေရိကန်ရဲ့ထောက်ခံမှုကိုရရှိခဲ့ကြောင်းလီကပြောကြားခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကပထမဆုံးအကြိမ်အဖြစ်မှတ်ချက်ပေးရမှာတော့တောင်ကိုရီးယားနဲ့အမေရိကန်ရဲ့နျူကလ িয়ার ရေငုပ်သင်္ဘောသဘောတူညီချက်ဟာထိတ်တိတ်တွေ့တဲ့အနေနဲ့များတဲ့ကြိုးပမ်းမှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်ဟာကိုရီးယားကျွန်းဆွယ်ထက်ကျော်လွန်ပြီးအာရှပစိဖိတ်ဒေသရဲ့စစ်ပတ်ဆိုင်ရာလုံခြုံရေးအခြေအနေကိုပြပြစေနိုင်ပြီးကမ္ဘ ဘာလုံးဆိုင်ရာမထိန်းချုပ်နိုင်တဲ့နျူကလ িয়ার ရှဝန်းကိုဖြစ်စေနိုင်တယ်လို့လည်းမြောက်ကိုရီးယားနိုင်ငံပိုင် KCN နဲ့တရင်အေဂျင်စီကဖော်ပြခဲ့တာပါ။အမေရိကန်နဲ့တောင်ကိုရီးယားရဲ့ပူးတွဲသဘောတူညီချက်မှတ်တမ်းတွေအရအမေရိကန်နဲ့တောင်ကိုရီးယားဟာမိမိတို့ကိုဆက်ပြီးထိတ်တိုက်တွေ့သွားမယ်ဆိုတာကိုပြသရာရောက်နေပါတယ်။ပြီးတော့အမေရိကန်တောင်ကိုရီးယားမဟာမိတ်ဟာပိုပြီးအန္တရာယ်များတဲ့အခြေအနေကိုရောက်ရှိသွားပါလိမ့်မယ်လို့ KCN ကထုတ်ပြန်ခဲ့ပါတယ်။တောင်ကိုရီးယားရဲ့နျူကလ িয়ার ရေငုပ်သင်းမောတွေပိုင်ဆိုင်မှုဟာဒေတာတွေနျူကလ িয়ার ဒိုမီနိုဖြစ်စဉ်ကိုဖြစ်စေနိုင်ပြီးလက်နက်ပြိုင်ဆိုင်မှုကိုလည်းပြင်းထန်စေကြောင်း င်းမြောက်ကိုရီးယားအစိုးရကပြောကြားခဲ့တာပါနျူကလ িয়ার ဒိုမီနိုဖြစ်စဉ်ဆိုတာဟာဒေတာတွေနျူကလ িয়ার နဲ့ပတ်သက်ပြီးအလားတူဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပွားလာပါကိုဆိုလိုတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တော့နိုင်ငံတစ်နိုင်ငံနျူကလ িয়ার ပိုင်ဆိုင်ခဲ့မယ်ဆိုပါကနောက်ထပ်နိုင်ငံတွေကလည်းနျူကလ িয়ার ပိုင်ဆိုင်ဖို့ကြိုးပမ်းလာကြလိမ့်မယ်လို့ကိုဆိုလိုတာပါမြောက်ကိုရီးယားဟာပြီးခဲ့တဲ့လကပေထိန်တုံးချီအင်ဂျင်ရဲ့နောက်ဆုံးအဆင့်ကိုစမ်းသပ်ခဲ့ကြောင်းကြေညာခဲ့တဲ့အတွက်မကြာမီကာလအတွင်းတိုက်ချင်းပြစ်ပေထိန်တုံးချီစမ်းသပ်မှုတွေပြုလုပ်ဖွယ်ရှိကြောင်းကြွမ်းကျင်သူတွေကပြော က်ကြခဲ့ပါတယ်